မင်္ဂလာပါအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြရွေးဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ပျော်မွေးမှုအစစ်ဆိုတဲ့အကြောင်းစင်းနဲ့ဟောပါမယ်ပျော်မွေးတယ်ဆိုတာကရုပ်ဝိထုပစ္စည်းတို့နဲ့တော့လကောင်းကိုတယောက်တည်းစိတ်ထဲမှာဖြစ်သောအရာနဲ့တော့လကောင်းကျင့်နဲ့နှစ်သက်ပြီးတော့နေပျော်တာမျိုးကိုခေါ်တာ ကာမဂုဏ်အာယုန်တွေနဲ့ပြောမွေးတဲ့သူကတမျိုးရှိသလိုတဘာဝဓမ္မတွေကိုလေ့လာပြီးတော့တရားသဘောနဲ့မွေးလျော်တဲ့သူမျိုးဆိုပြီးတော့ရှိတယ်အဲ့တော့ကာမဂုဏ်အာယုန်တွေနဲ့မွေးလျော်တဲ့သူတွေကတော့မွေးလျော်မှုအစစ်လို့ပြောလို့မရဘူးပျော်မွေးမှုအစစ်လို့ပြောလို့မရဘူးပျော်ရင်လည်းခဏဟောင်းသွားရင်ညင်ွေသွားတာနောက်ထပ်အစ်စ်ကိုထပ်ပြီးတော့လိုချင်တာဒီတော့ပျော်မွေးမှု အစ်စ်မရနိုင်ဘူးဒီတခုရပြီရင်အဲ့တခုကိုညီငွေသွားတယ်နောက်ထပ်အစ်စ်အဆန်းတွေပေါ်သမ ्या ကို သုံးဆောင်ခြင်းတယ်ခံစားခြင်းတယ်အစ်စ်အစ်စ်တွေပေါ်သမ ्या နောက်ကိုလိုက်နေရင်လည်းကိုပင်ပန်းတယ်စိတ်ပင်ပန်းတယ်ကိုရဲ့ဆန္ဒအာသာကိုလည်းပဲမတားနိုင်မစည်းနိုင်တဲ့အခါမှာပို့ပြီးတော့ဒုက္ခတွေရောက်ကြတယ်အမားတွေကြုံကြတယ်မြတ်စွာဘုရားဟောတဲ့တရားအရာဆိုရင် လိုချင်တယ်လို့ရှင်ဆင်းရဲမယ်မလိုချင်တဲ့နေ့ချမ်းသာတာပဲဒီတော့ချမ်းသာခြင်းအစစ်ကိုရဖို့အတွက်တရားနဲ့ပြောမွေးမှသာချမ်းသာမှုအစစ်ကိုရတယ်လောကထဲမှာနေနေပင်းမဲ့လောကုတ္တရာတရားရအောင်ကြင်ကြံကြိုးကုပ်အားထုတ်သွားရတယ်ကိုယ်ပဝင်ခြင်းမှာကိုထိတွေ့နေတဲ့အာယုံတွေကိုပဲအမြဲခြင်းကိုဆင်ခြင်ပြီးအဲ့ဒီမမြဲခြင်းကိုမြင်တော့ ဉာဏ်တရားဖြင့်ပျော်မွေ့နေတယ်။ဆင်းရဲခြင်းအဆိုးမရခြင်းဆိုတဲ့သဘောတရားတွေကို နားလေသဘောပေါက်တဲ့ဉာဏ်နဲ့ပျော်မွေ့နေတယ်။ဒါကြောင့်တာမန်ပုဂ္ဂိုလ်တို့လို အမားတွေများမှလည်းမဟုတ်ဘူး။ကုသိုလ်ကောင်းမှုကိုစုမိဖို့ကပိုများမယ်။ကုသိုလ်တရားတမထဝိပဿနာတရားဒီတရားတွေ ਨੇ ပျော်မွေ့လာပြီဆိုရင် အေးချမ်းမှုကိုပဲပေးတဲ့အတွက်ကြောင့်ဒါပျော်မွေးမှုအစစ်ပဲကုသိုလ်ကောင်းမှုဆိုတဲ့နေရာမှာတန်တရာဝိဇ္ဇေယကထွက်မြောက်ပါစေလို့တကယ်ရည်ရွယ်ပြီးတော့လုပ်တဲ့ကုသိုလ်မှန်တယ်ဗျချက်ကလေးငှက်ကလေးခွေးကလေးကိုအစာကျွေးလိုက်တာပဲဖြစ်ဖြစ်တန်တရာဝိဇ္ဇေယကထွက်မြောက်ပါစေလို့ရည်ရွယ်ချက်အမှန်ဖြင့်တကယ်လွတ်မြောက်ခြင်းစိတ်ဖြင့်ပြုလိုက်တဲ့ကုသိုလ်မှန်သမျှသည်ကိုကိုကာလရှည်ကြ ကျင့်နဲ့တမှုကိုပေးတယ်တောင်းတမှုမပါတော့ကုညီမှုပံပိုးမှုမှတ်သမျှငါကုသိုလ်ရပြီသွားပြီပြုနိုင်ခဲ့သောကုသိုလ်ကိုပြုပြီသွားပြီမြတ်စွာဘုရားဟောသောမေတ္တာထားခြင်းတို့တိခံခြင်းတို့ဥပိ္ခာထားခြင်းဆိုတဲ့တရားတွေကိုလည်းကျင့်သုံးပြီးတော့အဲ့တရားနဲ့ပျော်မွေ့တဲ့အခါဘေးကင်းတယ်ငြိမ်းချမ်းတယ်ဒီတော့ တရားနဲ့ပြောမွေးခြင်းကအကျိုးကလည်းပဲအေးချမ်းမှုကိုစီကိုဥတည်တာဖြစ်တဲ့အတွက်ကြောင့်ဒါပြောမွေးမှုအစစ်ပဲတရားရတာတွေ့သွားသောပုဂ္ဂိုလ်များအဲ့ဒီပြောမွေးမှုကလည်းသူ့ကိုယုံထွက်ခိုင်းလို့မဖြစ်နိုင်တော့ဘူးတရားဘက်မှာလုံလုံရရစိတ်ရောက်သွားပြီသူ့ရဲ့ကိုယ်ကတရားနဲ့ခြုံလို့တရားကြောင့်လုံသွားပြီ ဒါကြောင့်တရားအရာတာကိုတည်သွားသောပုဂ္ဂိုလ်များတရားနဲ့သာပြောမွေးကြတော့တာဒီပြောမွေးမှုအစစ်ကတော့လူချမ်းသာလည်းပေးစေတယ်နတ်ချမ်းသာလည်းပေးစေတယ်နိဗ္ဗာန်ချမ်းသာကိုလည်းရစေတယ်ဒါကြောင့်ချမ်းသာတရားအစစ်အမှန်တွေကိုပေးနိုင်သောကုသိုလ်တရားနဲ့ပြောမွေးခြင်းတရားဓမ္မတို့ဖြင့်ပြောမွေးခြင်းဆိုတဲ့ပြောမွေးမှုအစစ်ကိုရရှိနိုင်ပါစေလို့ဆုတောင်းပေးတယ် တရားနာသူအပေါင်းသူတော်ကောင်းတို့သူတော်ကောင်းနှလုံးဂိမ့်ကြကုန်၍သူတော်ကောင်းတရားဂိမ့်ကြကုန်၍အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။